ောင်းနေဒီ blog ကနေ support လုပ်တော့ဩမလေးအမအေးလေးလို့ကျွန်တော်ဟုတ်ဟွာဘာအေးရရလဲအမမင်းကလေးကျတာမင်းကလေးနော်အေးရတော့တဘာဝဖြုတ်ရေနော်ဟုတ်အဲညီမလေးအဲ့ဆိုအမောက်လေးမကြီးရှားဆောင်ရယ်ဟုတ်ဂျင်းမကြီးရယ်သနွန်းစေးကလမရယ်နောက်ခါကြရော ပြတ်တမရယ်နောက်ရှားဆောင်ရယ်ဟုတ်အဲ့အလေးတွေအမောက်လုတ်ပေးပါဦးနော်ဟုတ်ဟုတ် မရင်ဆယ်လုံးပြောက်ရုံမလားရှင့်ဆယ်လုံးဝယ်လို့ရှင့်တစ်လုံးလက်ဆောင်ပေးရရှင့်ဩဆယ်လုံးဝယ်ရင်တစ်လုံးလက်ဆောင်ပေးရပါတော့အေးတစ်လုံးရတော်ပြီအဲ့ဆိုအမဆယ်လုံးမယူတော့ဘူးငါးလုံးပဲယူလိုက်မယ်နော်အားလုံးပဲမင်္ဂလာပါရှင့် Foodie Blog ကနေကြိုဆိုပါရရှင့်မြန်မာဒီနေ့ပေါ်တော့အဲအိမ်မှာမလာဟော့ပေါ်လေးလှုပ်ရှားဖြစ်တယ်ပေါ့နော်မလာဟော့ပေါ်လေးလှုပ်ရှားရင်းနဲ့မြန်မာပေါ်တော့ဒါအချိုတဲဖို့အချိုပလင်းလေးမေးသွားဝယ်ထားတာပြီးမှအချိုပလင်းလေးမဆက်ပေးမယ်နော်ဒါခုဟော့ပေါ်လေးကြည့်လိုက်ကြရအောင် ဒါကတော့မေကိုတိုင်းလောက်ထားတဲ့ hot pot လေးပေါ့နော် hot pot ကတော့အရန်ကြီးအသားငါမစုံဘူးအိမ်မှာရှိရဲ့ပစွန်ရဲ့အကင်ရဲ့မြန် hot pot လေးလောက်ထားခံခုမေ hot pot လေးကိုစပြီးတော့ညီးပါမယ်ဒါကြမဲရုံပေါ့နော်ဒီရွှေတီရောခောက်ဆွဲရတော့နည်းနည်းဤသွားရင်ရှယ်ပဲအယူစားမယ်ထမင်းလွတ်တွင်မယ်ပေါ့နော် hot pot မေကဒီ hot pot စားရဲ့အချိန်မှာပေါ့နော်အဆက်ပြေလေးအနေနဲ့မေကဒီမှာအချိုးရေပလင်းလေးတွေမေကဒါဝဲထားနေပေါ့နော် ်ချိုပီလင်းလေးဆိုလဲဒါသဘာဝအချိုရည်လေးတွေကြမ်းမရည်နဲ့လည်းညံ့ညွတ်နေလုံးဝသဘာဝဆစ်ဆစ်ဒါကုမေစာပြီးရော စားပါမယ်စားပါအောင်ရှင်းကောင်းလားပြန်ပိုင်းပေါ့နော်မြဟုတ်ပေါ်စားခြင်းနဲ့ဓာတ်လေးရနာနဲ့မေဦးညောင်းမှကြဟုတ်ပေါ်ဆိုင်နေမရှိဘူးပေါ့နော်မရှိတော့ကြတော့မြပေါ့ပေါ့အိမ်မှာပေါ့နော်ဦးစားခြင်းနိုင်အကုန်ပြစ်ထည့်ပြီးတော့စင်းထဲချလှုပ်စားပေးလိုက်တယ် အာကောင်းတယ်မာလာရလာလိမ့်မယ်ဒါတော့ကြမဲလေးပေါ့နော်ကြမဲလေးကိုဒါမေကိုတိုင်းလုတ်ထားတဲ့ soft လေးနဲ့အန်ဒီ soft ကတော့မေကိုတိုင်းဆက်ထားပေါ့နော်음ရှင်းပဲ soft ဒါမကြီး soft မဟုတ်ဘူးဟုတ်ပါ soft ပါနော်ဟုတ်ပါ soft လေးစားပါဦးရှင်อืมก้องซอเรียมีกวนให้ลูกทํา เช่ไหมอืมเดี๋ยวไปเขาปวดจัดจ่าเนี่ยนะไปบ่กมา กูยังซีเนียร์อ่ะเขาป่วยได้อีกสาเดือนนะส่วนกว่าสานเนี่ยจ้าวคุณมาสุด้ดนย่าลูกก้อง làm hộp bọ video hộp bọ yêu đi mà thầy làm video hộp bọ ha đi mang ngập hết nhá chị chị sẽ Ừm. Lý nhất sao? Ừm, con Nghe nhỉ. ပေါ်ကဘဘူးဆဆန်းနေဒီစော့ကဘဘူးဆဆန်းနေရောလေငါကပူထုံလေးစက်နေမြင်ရတော့ခုဒါအဆက်ပြေနေနေပေါ့နော်ဒီမှာမေးဝဲထားတဲ့အင်းငါးမျိုးရှိရငါးမျိုးတခုချင်းနဲ့မေးဆက်ပြေမှာပေါ့နော်ဒါလေးကတော့မေးဝဲထားတဲ့ပေါ့နော်ဒါရှာဆောင်လက်ပတ်အေးလေးတဘာဝရှာဆောင်လက်ပတ်လုံးဝဆစ်ဆစ်နဲ့လှုပ်ထားတဲ့ဒါရှာဆောင်လက်ပတ်ပေါ့နော်ရှာဆောင်လက်ပတ်ရဲ့ပြားရည်လေးရဲ့တမညာသီးလေးရဲ့သင်ရည်ရည်လေးနဲ့လှုပ်ထားတဲ့ဒါရှာဆောင်လက်ပတ်လေးပြီးတော့ဒါလေးကချင်းမချင်း ချင်းမကြီးဆိုတာမေကိုတော့တဘာဝချင်းနေမကြီးသည့်အနှစ်ရပြုတ်လောက်ထားတဲ့ဒါတွေကတော့ချင်းမကြီးပေါ့နော်ချင်းမကြီးအနှစ်ကလေးပြီးတော့ဒါကကြတော့မေကမကြီးသည့်ကိုရှားဆောင်လက်ပတ်ကလေးနဲ့မကြီးသည့်ကလည်းအပူဝင်းပုတ်တင်သွားတယ်ရှားဆောင်လက်ပတ်ကလည်းအပူဝင်းတွေကိုဖယ်ရှားပေးရအသားကြီးလိုက်အတွက်ကြောင့်မေကတော့ဒါမချင်းမကြီးဒါတော့ sorry မကြီးရှားဆောင်လက်ပတ်ကလေးကိုမေကဒါမှားထားပေါ့နော်ဒါလေးကတော့စိတ်ကလမစိတ်ကလမကိုမေကစလုံးလေးနဲ့ ါလို့စနုံးလေးရဆိုတော့မင်းအသားရည်လေးလှအောင်လို့စနုံးလေးနဲ့မင်းကပေါ့နော်ဒါစနုံးစိတ်ကလမ်းမလေးစနုံးစိတ်ကလမ်းမလေးမင်းကမှားထားတယ်စနုံးကလုံးဝပေါ့နော်မြေချောင်းဆိုးလည်းပြောင်းမယ်လုံးဝအပူပုံလည်းကင်းမယ်ပြီးအသားရည်လေးလည်းလှမယ်ပေါ့နော်ဒါကတော့မင်းကစနုံးစိတ်ကလမ်းမလေးနဲ့တော့ချင်တော့ဒါမင်းကဝဲလာခဲ့တယ်ပြီးတော့ဒါကမေဦးပေါ့နော်အစားရအများကြီးစားရလူကြီးဝိတ်ချကျင်နေဆိုရင်ဒီပြားသမားလေးနဲ့အလုံးကအဆင်ပြေပေါ့နော်မှာမင်းကလောလောဆယ်ရှာဆောင်လက်ပတ်ပြားရည်နဲ့ပြောထားလေးပေါ့မှန်ပေါ့နော်ချင်းကတအားကိုဆက်တော့ တော့ तू ကလေဘယ်လိုမျိုး plastic ထိမ့်သိမ့်တဲ့အနေနဲ့ပေါ့နော် तू ကပလင်းလေးတွေလုပ်ပေးထားတာလုံးဝ plastic short short အေးအေးတဲ့ plastic ဘူးနဲ့လုံးဝထည့်မပေးဘူး plastic အေးနဲ့ထည့်မပေးဘူးပလင်းလေးနဲ့ထည့်ပေးထားလုံးဝအဆင်ပြေပေါ့နော်음ကောင်းနေရတာလေးတော်တော်လေးကောင်းနေမြေပြန်ချင်းချင်းလေးပေါ့နော်ပြားရည်ရဲ့တမညာသေးလေးရဲ့ရှားဆောင်နှစ်ပတ်ဆိုရှားဆောင်နှစ်ပတ်ရဲ့အရာသာလုံးဝအခါတက်ကောအနံအနံလုံးဝမရှိအောင် ော့ဒီဟာလေးတောက်လိုက်တဲ့အချိန်မှာရှားဆောင်တဲ့ပတ်အဖက်ကလေးဝါလိုက်တဲ့အချိန်မှာပေါ့နော်ဂျယ်လီလေးစားရတယ်လို့ပဲထွတ်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 တဲ့ဂျယ်လီလေးစားရလို့ပဲတော်တော်လေးကြိုက်တယ်မင်းကတော့ဒီအချိုကိုအမြဲတမ်းဝဲတောက်ဖြစ်တယ်อืมဒီလိုတမျိုးရဲဆိုရင်ဒါပလင်းကို2000ပေါ့နော်ခုလိုဒီလိုချင်းမင်းကြီးရပါရင်လည်းဆိုရင်အရောဆိုတော့2300음메이버선을사오버선사면라이가마바음버선

အဲဒါကတော့ချင်းမချင်းတောက်ကြည့်လောက်မှာပြီးတော့သူကဒီရေးပလင်းလေးရပါတော့တဘာဝလောက်ထားရတဲ့ကြောင့်ဓာတုစီလည်းလုံးဝမပါဘူးတာရှိကန်သေးလည်းလုံးဝမပါဘူးတဘာဝလောက်ထားတဲ့ကြောင့်ဒီပလင်းလေးကိုဝယ်ပြီးတော့ရေကက်တဲ့တိုင်မှာထည့်ထားမယ်ဆိုအနည်းဆုံး၄ရက်လောက်ကတော့အထားခံတယ်ပေါ့နော်ကျမကြီးတော်လည်းညင်ညွတ်နေပြီးတော့စီချိုသမားကြီးအတွက်တောက်ချင်နေဆိုရင်လေစီချိုတရားလေးနဲ့သူကထည့်ပြောပေးပဲပေါ့နော်စီချိုတရားလေးနဲ့သူကထည့်ပြီးတော့ပြောပေးရစီချိုသမားကြီးအတွက်တောက်ချင်နေဆိုရင်ပေါ့နော် ကောင်းတယ်မကြီးဆိုပေမဲ့လေဂျင်းရဲ့အရာသာပူချင်းချင်းအရာသာလုံးဝမပါဘူးဂျင်းရဲ့ဂျင်းဆိုတာဘယ်လိုပြောမလဲဟင်းချက်တိတ်တော့မှအထည်များရင်ခားရပေါ့နော်သူကအဲ့လိုဂျင်းရဲ့အရာသာအခါလည်းမပါဘူးပူချင်းချင်းလည်းမပါဘူးမကြီးသေးရဲ့အရာသာလေးချင်းချင်းလေးနဲ့ဂျင်းရဲ့အနံ့မှွှဲ့မှွှဲ့လေးနဲ့တော်တော်လေးကောင်းတယ်ဒါလေးကပြောတညရဲ့အချိုလေးနဲ့ပေါ့နော်မဆုံးอืมကျမိုင်းနဲ့တော့လုံးဝကိုတကယ်ကိုညင်းညင်းနဲ့ တဲ့အေးပလင်းနေဒါလေးကရောစနွန်စိကလမာလေးပေါ့နော်ပလင်းလေးကိုတောက်ခတ်နေဆိုရင်ပလင်းလေးကိုဒီလိုမျိုးလှုပ်တော့ပေးပါစနွန်စိကလမာလေးဒါလေးကတောက်ကြမယ်อืมเข้าเนี่ยสนุนส่วนอไตหมดเนาะสนุนน่ะลงว่าไม่ถั่วพุสนุน ဘယ်လိုပြောမလို့အနံမြင်းမြင်းကြီးမပအောင်သနုံးပါယုံနောက်ဆိုရဲအနံလေးလောက်ပဲနောက်ရသာလေးကလည်းဘယ်လိုပြောမလို့ချိုချိုချင်းချင်းလေးပေါ့နော်ပြားရင်နဲ့တမန်သေးနဲ့ပဲအဓိကထားပြီးတော့သုံးပြထားတဲ့အတွက်ကြောင့်ချိုချိုချင်းချင်းလေးပြော့တာလုံးဝတဘာဝအချိုရည်တဘာဝအရသာပေါ့နော်ကျမရည်နဲ့လုံးဝညင်ညွတ်နဲ့ဒါကျမရည်အေးဆိုလည်းပြောလို့ရတယ်ပေါ့နော်အင်းဒါတော့မကြီးချောင်းဆောင်နဲ့တော့ကြုံမယ် 嗯，刚好呢。嗯，我今天作业嘞，不中你讲嘞，弄完过嘞，你不要忙，悄悄轻轻嘞，他把我，我们今天那个，他把我俺们今天那边，外面的弄完没到木，他把我都过来楼台嘞，我们今天那个吧喏，今天夜里呢，我哩呢，小娃哩呗，下床了呗，这道理是你。 ကိုအိမ်မှာကိုပေါ့နော်ဖျောတောက်ချင်လို့မကြီးသေးဖျော်ရည်ကိုဖျောတောက်ချင်လို့မကြီးသေးအနှစ်ဆိုလဲအဲ့ဆိုင်မှာမကြီးသေးအနှစ်ဖျော်ဝယ်လို့ရတယ်။မကြီးသေးအနှစ်ကြီးရတော့မေမမေးခဲ့မျိုးပေါ့နော်ဒီပလင်းလေးရတော့မေးခဲ့လိုက်တယ်။ဒါကတော့လုံးဝကို fresh ဖြစ်မဲ့လန်ဆန်းပါမဲ့ပြားတမညာလေး။음ဒီလိုသမားကြီးတောက်မလို့ဆိုလဲအဆင်ပြေမှာဆိုတော့တမညာကြီးတမညာသီးစစ်စစ်နဲ့ရိုင်းစစ်စစ်နဲ့အသုံးပြုလိုက်တော့ကြောင့်ဒီလိုသမားကြီးလုံးဝသွေးလို့ပေါ့နော်သွေးတိုးနေလို့ ။လမ်းမြရေးတော့မယ်ပြားတမ်းမြရေးတော့မယ်ဆိုတော့လေကိုယ့်အိမ်မှာလုပ်နေတာမလို့ဒါလေးပြေးဝဲလိုက်ရုံပါ။အခုမေးဝဲတဲ့ဒီအေးအေးဆိုင်ရဲ့ဆိုင်လေးစာလေးရပါတော့မျိုးညာဦးမျိုး FID ညာစည်တန်းလန်းပေါ့နော် FID ညာစည်တန်းလန်းကမျိုးညာဦးမျိုးစီပင်သားရယုံနဲ့မျက်ဆောင်တို့မှရှိရဲ့ရွှေပြည်နယ်ဟိုတယ်ရဲ့ဘေးကဲရမှရှိရဲ့ FID ညာစည်တန်းလန်းနဲ့ပါဟုတ်အတက်ဝင်သွားလိုက်ပြီဆိုရင်ပေါ့နော် ညာစေးတိုင်းရဲ့အလယ်လောက်မှာရှိရဲ့ဒီပောက်ကံဗပုဆိုင်ရဲ့ပေါ့နော်ဒီမြောက်ခွက်ချမ်းမှာရှိတဲ့လင်းလာပြီဆိုရဲအေးဆိုင်လေးပဲဖြစ်ပါရဲ့ရှင်။ခိုင်ခုမေ့ရဘလော်လေးကိုဒီနားမှာပဲအဆုံးသတ်နိုင်မယ်နော်။နောက်မေ့ပြီးသွားပြီးတော့ဘာဆဆာရေးစောင်းမလဲဘလိုမျိုးစောက်တော့လေးစောင်းမလဲဆိုတာလဲဆက်လက်ပြီးတော့စောင်းမြောင်းအပိချရှိပေးပါအောင်ရှင်။နောက်မေ့ရဘလော်လေးမှာပြန်လည်ဆုံးတွေ့ကြမယ်နော်။အားလုံးပဲတတ်တာ